ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ်အကြောင်းအရာကတော့ကလေးခုနှစ်သမခုနှစ်စကေးကရှေ့ပြေးလီပဲလားတိုင်းပြက်ပြည်ပြက်ငလျင်ကြီးကလာအောင်မလားတကြံကာလဆက်လုံးနေမှုများဝေဖန်ပါပြီတဲ့လူမြတ်ကျော်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင် မာသိညာအကျုံနေလို့ခေါ်ပါတယ်ဒီလိုပဲကျွန်တော်တို့ကမဟာတကြံပွဲတော်လို့ခေါ်သလိုပဲထိုင်းနိုင်ငံမှာလည်းမဟာစုံခရန်လို့ခေါ်ပြီးတော့ကပရှင်ပွဲတော်ဆိုတဲ့အမည်နာမနဲ့ဆောင်ရွက်နေကြတာတွေ့ရပါတယ်ဒီကြားထဲမှာတော့ဆန်းစုကြည်ဆိုတဲ့ကျွန်တော်တို့အမေစုဆိုတဲ့အရင်မြင့်မြတ်တဲ့အမျိုးသမီးကြီးရဲ့တကြံကာလနှုတ်ဆက်စကားတွေ ဗီဒီယိုတွေတက်ပုံတွေတွက်လာထွက်ပေါ်လာတော့2019ခုနှစ်ကဒါတွေကိုကြည့်ပြီးရင်ထဲမှာနာကျင်ခံစားမိရပါတယ်။တောင်ဆန်းစုကြည်ဟာကကြည်တုံးပါရန်သူမျိုး၅ပါးရန်ကနေဒီဝဲရဲလို့ယုံကြည်ပါတယ်။သူရဲ့တိလတမာရီကိုကျွန်တော်ယုံကြည်တယ်။နောက်ချက်ကငလီနေစက်တက်လုံနေ ဒီကနေ့ထိလုံနေနေပြည်တော်မိထီလာဝန်တွင်မန္တလေးအချို့တိုက်ပြီးထပ်ပြုံကြတယ်တွေ့ရတယ်ငလင်ကာလတလအတွင်းကျွန်တော်ခဏခဏပြောတယ်ငလင်ကာလတလအတွင်းမှာပြည်ရင်ဒီဆောင်မှုတွေမလုပ်ပါနဲ့အိုးငလင်ဟာစက်တိုက်လုခတ်မှုတွေရှိနိုင်တယ်ဆိုတော့ကျွမ်းကျင်သူတွေပြောပြောချက်ကိုပြန်လဲဝေမျှဒါပြီးသားနောက်တစ်ချက်က ခွန်ဒသမခွန်ဆိုတဲ့ငလင်ဟာရှေပြေးငလင်များဖြစ်နေမီဖြစ်နေရင်နောက်တဲ့ကြီးမားတဲ့ငလင်လိုင်းယူကူတက်ပေါ်လာမလားဆိုပြီးတိုင်းမီလုံးကပြည်သူလူထုတွေစိုးရင်တော့ကရောက်နေကြရပါလိမ့်ဓာတုမှာခွန်ဒသမခွန်တိုင်းပြက်ပြည်ပြက်ငလင်ကြီးစကိုင်းမန္တလေးနေပြည်တော်အစရှိတဲ့မြို့ပြတွေအကုန်လုံးကိုပုံပုံလေးအောင်ဖြူချလိုက်တယ် ဒါနဲ့တဆက်ဆက်တဲ့တစ်ချိန်တည်းမှာဖက်စစ်တဲ့စစ်ကောင်စီစစ်ဘလူးတပ်တမခွန်ခွန်တရလုံးချိန်မုန်းခံရဒီအတိတ်တပေါင်တွေနမိတ်တွေကိုကြည့်လိုက်ဖက်စစ်တပ်ဟာဘုံဘုံလေးပြူကြတော့မယ်ရှေ့ပြင်းနမိတ်တွေလာလို့တော့မှတ်ယူရတယ်နော်ထပ်ပြီးတော့ငလင်းရဲ့လက်ရှိအခြေအနေဟာ လုံးဝတည်ငြိမ်မှုမရှိသေးတော့တွေ့ရပါတယ်။ဒီလုံးတည်ငြိမ်မှုမရှိသေးတဲ့အချိန်မှာဒတိုင်းပြည်လို့တောက်ရီတော်တောက်เสียမရှိနေတဲ့အခြေအနေတော်တော်များများပါနော်အကုန်လုံးတော့မဟုတ်ပါဘူး။တချို့နေရာတွေချောင်းနေရေလမ်းကြောင်းပြောင်းလို့ရေတွင်းနေကောသွားလို့ပေါ့နော်။ဆိုပြီးတော့ရေရေတွေနောက်သွားလို့တောက်เสียမရှိဘူးရေတော်ခက်ခဲနေတဲ့အချိန်မှာတချို့တွေ ရေကစားတာကိုတော့အတ္တိတရားရှိသည်ကျင်ပါလေတတိုင်းပြည်လုံးဝမ်းနေကြေကွဲစရာနေ့ဒီလိုတတ်မှတ်ကြပြီးတော့တတိုင်းပြည်လုံးဝမ်းနေခြင်းအထိတ်မှန်နေ့ဆိုပြီးတော့အလံတဝက်ချဖစစ်တက်ကလူမြင်ကောင်းအောင်လှုပ်ပြပေမဲ့နေပြည်တော်မှာလမ်းလျှောက်တဲ့ဂျံဖွင့်ပွဲလုပ်ခဲ့တဲ့ဖစစ်တက်မင်းအောင်လိုက်ခွေးဆက်ခင်းဟာ ဒီလူတွေရဲ့အတိတ်တရားတွေမှာပြည်သူတွေတေတေကြည်ကြည်သူတို့အတိုင်းဝိုင်းပျော်ရွှင်ရင်ပြီးရောဆိုတာပို့ပြီးတော့ထင်ရှားတဲ့ထင်ရှားလာနေတယ်ဒီနေရာမှာအချို့သောပြည်သူလူလူကိုလည်းကျွန်တော်ပြောချင်ပါသေးတယ်တော်လံပြည်သူကတော့အတိတ်တရားနဲ့တိတ်တိတ်ငင်ငင်လေးဝမ်းနေစွာတိတ်ဆိတ်နေပေးတယ်အတိတ်တရားမဲ့တဲ့ပြည်သူတွေကိုကျွန်တော်တစ်ခုလုံးတစ်ပြချင်ပါသေးတယ်မြို့ဦးတော်ရဲ့အစပြိုးကာလမှာနှင်းအားလုံးကြီးနောက်ပိုင်း တနက်တွေနဲ့ပြက်ခတ်ဖြုတ်ခွင်းနေပြီးတော့ကမြတ်သွဲသွဲခိုင်လေးကိုပြက်ခတ်ဖြုတ်ခွင်းလှိုင်းတရားမြောက်ကလာအဆရှိတဲ့နေရာတွေကိုစစ်ပွဲကြီးတစ်ခုလိုခြေမုံပြီးလက်နက်ကင်တော်လိုင်းကြီးစမှရတော့မယ်ဆိုပြီးပြည်သူတို့အတော်တော်များများတောက်ခုကြအဲစစ်တပ်ကပြောတောက်ခုကြကျွန်တော်တို့ကလက်နက်ကင်တိုက်ပွဲစစ်စင်နှွေးရင်စစ်တနန်းတတ်ကြတယ်စစ်တနန်းတွေတတ်ခဲ့ကြတယ်ကျောင်းထင်းနဲ့9လပိုင်း6လပိုင်းနော်2021အဲ့ဒီကာလတွေမှာ ပထမအဆုံးဖြစ်ရတဲ့ခုလောက်ကင်ချင်းရွှေကောလာရှုအစရှိတဲ့ရှမ်းပြည်နယ်မြို့တော်တော်များများဟာအဲ့ချိန်မှာကာစီနိုတွေနဲ့နိုင်ကလပ်တွေနဲ့ပျော်အီးစီပါပဲပျော်အီးစီပါပဲလာရှုဒေသခံတွေကတော့ဆန္ဒပြပွဲတွေမှာပါရင်ပါမယ်လောက်ကင်ကတော့လုံးဝမပါဒီဘက်မှာပြည်မဒေသတွေမှာအိုးကြွကြွ ဖက်စစ်တပ်ကိုတော်လှန်မှုဆိုင်ပြင်းတပကဖက်စစ်တပ်ကလည်းဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုတွေဒရက်ဆက်လို့စစ်ပွဲတစ်ခုလိုခြေမုံလောက်ကင်လို့ချင်းချွေရောလို့အဆရှိတဲ့အခုလက်ရှိပြိုပြတ်သွားပြီးစစ်ဖြစ်သွားတဲ့မြို့တွေဟာတတရရရှိခဲ့တယ်။ဒါပေမဲ့ကာလတစ်ခုရောက်တဲ့အချိန်မှာတဘာဝဋ္ဌတရားကြီးဟာတန်းတူညီမျှစွာပဲလောက်ကင်ချင်းချွေရောအဆရှိတဲ့နောက်ကျိုးတီပေါ်ပေါ့ဗျာနော်။ ဒီဖြစ်စီကျင်လို့ပြောတာမဟုတ်ဘူးနိုင်ရှင်ပြတာဖြစ်တယ်။ဒီမျိုးတွေကိုစစ်ပွဲကြီးမထင်မှတ်တဲ့စစ်ပွဲကြီးဖြစ်လာခဲ့ပြီးတော့လာချိုးနောင်ချိုးတီဘောလောက်ကန်ချင်းရွှေဘောကဆက်အခုဆိုတမောဝိုင်းမောမိုးကုတ်မိုးကုတ်ကတော်လိုက်ပြီးသူတွေအများကြီးရှိတဲ့နေရာဒါပေမဲ့မိုးကုတ်ကအချို့လူတန်းသားတွေကသူတို့မိုးကုတ်ဘာမှမဖြစ်ဘူးငါတို့လာချိုးဘာမှမဖြစ်ဘူးဆိုပြီးတော့မတိလိုက်မတိပါလာနေခဲ့တဲ့သူများ တဆယ်နှစ်ဆက်ကုန်စစ်စင်ကြီးပထမပိုင်းဒုတိယလိုင်းမှာစစ်တပ်ရဲ့ဘုံကျဲမှုကြောင့်မြို့လာရှိုးကဗမော်မြို့တွေလောက်ကင်ရောပျက်စီးပြီးတော့စကိုင်းတိုင်းမှာရွာတွေမီးရှို့ခံရတဲ့အချိန်မှာမတိလို့နေခဲ့တဲ့ဒေသတချို့စစ်ပွဲစစ်မီးကြီးကူးဆက်ခဲ့ရတယ်နောက်တစ်ခါလာရှိုးလောက်ကင်စကိုင်းမကွေး မာကြီးရဲ့တော်တော်များများဟာဖက်ရှစ်တပ်ရဲ့ဘုံကျင်းမှုမိရှုံးမှုတပ်ဖြတ်မှုရက်စက်မှုအချက်ဖတ်မှုတွေကိုကြောလင့်အောင်ကြောကော့အောင်ခံနေရတော့မှာမြို့ပြဒေသကလူတွေကတချို့တော်တော်များများသူတွေကငါနဲ့မဆိုင်သလိုပဲဆိုပြီးတော့ရှင်အောင်နေလက်ကြအလူတွေလောက်ကြတကြံပျော်ကြပါဗျာနော်လောက်ခဲ့ကြတယ်အခုမန္တလေးမိတ်ထီလာတာစီဝန်တွင် စကိုင်းသူစကိုင်းမြို့ပေါ်နော်စကိုင်းတောရွာဘက်ဒီမှာစကိုင်းရွာတွေဘက်မှာဘာမှလက်လောက်လာလာမဖြစ်ဘူးအေးစစီပဲစကိုင်းမြို့ပေါ်မင်းလမ်းမကြီးပေါ့မတိတလူနဲ့အချောင်းကြီးအချောင်းစားနေပါနော်ဒီလိုလူကြီးမန္တလေးဆိုရင် sky villa ဥပမာပြောပြမယ်စိန်တိုက်ပိုင်ရှင်ကြီးတကယ်ဒီတိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကမိသားစုတွေထိတ်တန်းချမ်းသာသူတွေပေါ့ဗျာ ကိုနဲ့မဆိုင်လို့နေခဲ့ကြတယ်ကျုပ်ကတိုက်ပြူကြပြီးမြို့ကြီးကိုဖျက်ချလိုက်တယ်တဘာဝတရားကြီးကဖျက်ချလိုက်တာဖြစ်ပါတဘာဝတ္တတရားကြီးဟာမျက်နှာမလိုက်ဘူးဆိုတော့ပြောချင်တာပါငါတို့နေရာတော့အေဂျင့်တွေပဲခုကြံသေးတယ်ရန်ကုန်ဒီနေ့ရန်ကုန်ကတော့တကြံမှာတာဝန်ချေတယ်လို့အကြံမြင့်ယူဆလို့ရတယ်တိုးတော့အထူးနေရာတွေမှာစောင့်ဖို့တွေဖွင့်ပြီးမူယူအော့တောင်းနေလုပ်နေရတဲ့ကိုကျွန်တော်ကြားရတယ် ဒါပေမဲ့တော်တော်များများရန်ကုန်ဒေသတော်တော်များများမှာတော့ရန်ကုန်မြို့နယ်တော်တော်များများမှာတော့တိတ်ဆိတ်ချောက်ခတ်နေတာတွေ့ရတယ်။အဲ့တော့ငလီမေးကကွက်ကွက်လေးရန်ကုန်လွတ်နေတယ်လွတ်သွားတယ်။ကျွန်တော်ပြောတာမြင်မြင်ရောက်လာမသိဘူး။တဘာဝတ္ထတရားကြီးကတာလူညီမြပဲဆက်ဆံတယ်ဆိုတော့ကိုပြတာ။မြို့ပြလေးမန္တလေးမြို့ပြကြီးဘာမှမဖြစ်ဘူး။စကိုင်းမြို့ပြကြီးဘာမှမဖြစ်ဘူး။မိတ်ထီလာဘာမှမဖြစ်ဘူး။တာစီဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်ဘူးဆိုတဲ့နေရာတွေတဘာဝတ္တရားကြီးကလောက်ကင်ဆွဲခါရမ်းချပြီးဖြုံချပလိုက်တယ်။ဘာမှမဖြစ်ဘူးလို့ထင်ခဲ့တဲ့လောက်ကင်လာရှိုးတွေစစ်ပွဲကြီးဖြစ်လာတယ်။ဝေဥတော်ရင်အစမှာသခိုင်းတိုင်းမကွေးတိုင်းရွာလုံးကျို့မီးရှို့နေတာခံနေရတာကိုအဲ့ဒီသားကလူတွေကတော်တော်များများကအချို့တွေကတော့အုံးကြွကြွပါဝင်ကြတယ်။အချို့တွေကကြတော့မတိလိုက်မတိပါတာနေတဲ့လူတွေများတယ်။အဲ့မြို့ပေါ်တွေမှာလည်းတကယ့်တော်လန့်သူတွေ ရှိနေတယ်ဆိုတာလည်းသိတယ်ဒီလူတွေကတော့သိပေမဲ့အတော်များများကမသိလိုက်မသိပါတာနေတော့တဘာဝဋ္ဌတရားကြီးဟာဓမ္မဆိုတဲ့အမှန်တရားနဲ့တရားမြတ်တာမှုဘက်ကရက်တည်ပြီးအာရမဘက်မှာနေတဲ့သူတွေကိုဆွဲကြိုင်ခါရမ်းချပြလိုက်တာမျိုးစစ်မှတ်ပြီးဖြစ်ပွားလာတာမျိုးယုတ်တိရဲ့မထင်မှတ်ပဲဒီအခြေအနေတွေကိုကျွန်တော်တို့လမ်းမြင်ရပါတယ်နော်ဒါကြောင့်မို့ပေါ့ပေါ့ဆက်ဆက်မနေကြပဲ မပေါ်ဆတော့တတိတရားဖြစ်ဓမ္မဆိုတဲ့တရားမြတ်တော်ဦးမယ်အမှန်တရားအတွက်တိုက်ပွဲဝင်ကြဖို့လိုအပ်ပါတယ်မဟုတ်ရင်အတ္တမဘက်မှာမတိလိုက်မတိပါတာနေပြီးတော့ဖစစ်တဲ့ရဲ့ရုပ်မှာမတရားရက်ဆက်အကြမ်းဖက်မှုကိုတွဲဝိုက်တော့ထောက်ခံခြင်းမျိုးနဲ့ထောက်ခံကူညီခြင်းမျိုးကိုတဘာဝဝိထလောကဥပရိတာကြီးကလက်မခံဘူးတော့ လက်ရှိတက်တည်ပြီးပြနေပါလူမြတ်ကျော်ကခွင့်လို့ဝင်ခွင့်လို့ဝင်လူမြတ်ကျော်ကိုစော်ကားတဲ့လူတွေတဘာဝတရားကြီးကခွင့်မလို့တဘာဝထဥတွေတကခွင့်မလို့ဒီလိုပဲဒေါ်ဆဆုတီကိုစော်ကားတဲ့သူတွေတန်းရွှေနေဝင်းအခုမင်းဟောလိုက်ဒေါ်ဆဆုတီကခွင့်လို့ဝင်ခွင့်လို့လိမ့်မယ်တဘာဝထလောကဥပဒေတကခွင့်လို့မှာမဟုတ်ဘူးလို့ပဏာမပြောချင်ဒီကနေ့တော်လန်သတင်းနေအနေနဲ့က က်ဟာတကြံအကြုံနေဒီနေ့ ठी စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေလုံနေပါလေလူပြောလူယုံခွေးပြောခွေးယုံဆိုပြီးအပြစ်ရက်ပါတယ်လို့နိုင်ငံတော်အဆင့်ဝန်ထဲကြေကွဲခြင်းနေပါလို့လူမြင်ကောင်းလူကြားကောင်းခွေးပဇက်ကနတ်စကားထွက်နေပြီမဲ့လက်တွေ့မှာလက်တွေ့မှာဝန်ထဲကြေကွဲခြင်းအထိမ့်မတ်နေကိုအလံတိုင်းတော့ချပြီးလူမြင်ကောင်းလူကြားကောင်းအလူကံကောင်းခွက်ကောက်ကောင်းလုပ်တယ် လက်တွေ့မှာတော့နေပြီးတော့မှလမ်းလျှောက်ပကြံဖွင့်ွဲဒီကနေ့စိုးဝင်းရဲ့မင်းအောင်လှိုင်ရဲ့အပါအဝင်စစ်အာဏာရှင်တစုလာပြီးတော့ဖွင့်သွားတယ်လုတ်သွားတယ်ရန်ကုန်မှာလေပြည်သူ့ရင်မြေကိုတကြံအတင်းလှုပ်ခိုင်းတာတွေ့ရတယ်ခွေးဆက်ခင်းတာကိုပြောတာတော့တဖက်မှာလေအပြစ်ရက်မယ်22ရက်နေ့ထီလား20ရက်နေ့ထီလားအပြစ်ရက်မယ်ဆိုပြီးဒီကနေ့ စလင်းကိုစစ်ကြောင်းထိုးတယ်နောက်တစ်ခုကောလေးညောင်ကုန်းကိုလင်မြန်နဲ့ပုံချရတယ်နောက်တစ်စစ်ကြောင်းထိုးတဲ့နောက်တစ်နှစ်နေရာပါတိုက်ရှိသေးတယ်ဒလင်းလိုက်နေလို့မဟုတ်ကျွန်တော်မပြောတော့အဲ့တော့စစ်ကြောင်းထိုးတဲ့စလင်းအင်အားတရာကြောင်နဲ့စစ်ကြောင်းထိုးလာတယ်စလင်းပကဖကကြားပြတ်တိုက်ခိုက်တယ်စရဲနေမှာစထိုးတဲ့စစ်ကြောင်းဟာ စလင်းမြို့အနီးကကြီးရွာတွေကိုစစ်ကြောထိုးလာတယ်အဲ့တော့စစ်ကြောထိုးလိုက်အထိုင်အထိုင်စကန်နေအထိုင်စကန်လုတ်လိုက်ပြန်ဆုတ်လိုက်လုံနေတဲ့အချိန်မှာစတက်နေမှာသူတို့လင်းစင်းစကန်မှာပြန်ဆုတ်တယ်လို့သိရပြီးလင်းစင်းစကန်နီးတဝိုက်ကိုစစ်ကြောထိုးထတ်တိုက်ပကပဒီဒီစလင်းပကပအပေါ့အဲ့တော့စစ်ကောင်စီတက်ဟာစစ်ကြောထိုးပြီး ဆလင်းရှင်ပြူကျွန်းတက်ညောင်းလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးပမ်းနေဒါပါ ਉਹ ပြန်နေလဲဆိုတက်ညောင်းတအားပွဲဆက်ယုံနေကပ္ပတစရီစီဝင်လာမဲ့လမ်းကိုကြိုးပိတ်တာဖြစ်တယ်ဒါကိုတိမြင်တဲ့ဘီလူကဝေးတက်တွေဟာဂျားဖြတ်တိုက်ခိုက်မှုတွေလုပ်တယ်စစ်ကြောင်းထိုးတဲ့ဖက်စတာလမ်းတလျှောက်ကြီးလမ်းတလျှောက်မှာရှိတယ်ချင်းပါတယ်ကိုမီးရှို့ နောက်တစ်ခုကနေပြီးတော့ PDF ကထုတ်ပြန်ချက်ကိုကျွန်တော်အကြံဉာဏ်ပြောပြပါမယ်။ပြည်နာတန်အောင်ကြီးရင်းနေရတာရှိတခြားမှာဖြစ်တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတလအတွင်းစစ်ကောင်စီတပ်သားတုံးလက်နက်ခဲနှိမ်လက်ရရှိတယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့တော့စစ်ကြောင်းတွေထိုးတဲ့ပြည်နာတောင်ကြီးကြေးရွာတိုက်ပွဲတွေဖြစ်တယ် တမရှစ်ရှစ်လောက်ခံအင်အား300အင်အား100ပါစစ်ကြောင်း3ကြောင်းဖြတ်ပြီးရင်းကြီးမိကလေးကြေးွာလို့ဝင်ရောက်ခဲ့တယ်။ပူပေါင်းတပ်တွေကဂျားဖြတ်ခုခံတိုက်ခိုက်ခဲ့ရတယ်။မတ်လ24မှာလဲရေသာရှိဘော်ဒီကုန်းကြေးွာအင်အား300စစ်ကြောင်း3ကြောင်းနဲ့100ဖြန့်ထိုးတယ်။လေကြောင်းကပြစ်ကူတယ်။စစ်ကောင်စီကဘုံကျဲတယ်။ဒါပေမဲ့ တောင်ရီမီးရှို့တဲ့အချိန်မှာမိခိုးဥနေတဲ့နေရာကိုဘုံကျဲလို့ပြည်သူလူထုအချို့ထိခိုက်ဒဏ်ရာရရှိတယ်။မဆရာ30ရက်နေမှာလဲတန်တော်မြောက်ပိုင်းမြောက်နန်းချုံကြေးရွာမှာစစ်ကြောင်းထူတယ်။အင်အားရှိရပါတယ်လို့အကြံဉာဏ်သိရတယ်။စစ်ကောင်စီတက်နေတန်တော်ကြီးတဝက်ကကာဝေးတက်တွေပြင်းပြင်းထန်ထန်တိုက်ခိုက်တယ်။ဧပြီလ2ရက်နေ့မှာတန်တော်မြောက်ပိုင်းတန်တော်ကြီးမြောက်နန်းချုံကြေးရွာဆက်ထူတယ် ဒါပေမဲ့ပူပေါင်းတက်တွေကအကာအကွယ်လို့ပြန်ဆုတ်သွားတယ်ဒေါက်တာကနေပြည်တော်အနီးတဝိုက်ထိပြင်းနာတန်အောင်ကြီးရေနီရေသာရှိတကြောလုံးမှာဘီလူကဝေးတက်တွေရောက်နေပြီလို့ပြောချင်တာစစ်ကြောင်းထိုးရှင်းနေရတယ်ထိုးတိုင်းပြန်လန်ကြတယ်ဒိဋ္ဌိဆက်လင်းစစ်ကြောင်းထိုးဝင်လာတယ်စိတ်ပြူတညောင်လမ်းပိုင်းကိုထိန်းချုပ်ဖို့သို့တော့ဘီလူကဝေးတက်တွေဂျာဖြတ်ဟန်တာတိုက်ခတ်လိုက်နေ တညောင်တအားပြီးတအားဝဲဆက်ရုံတိုက်ခိုက်မှုရဲ့ကြက်ကပ္ပစရီထိုးဝင်လာပဲစစ်ကြောင်းထိုးပြီးတညောင်တညောင်လမ်းကိုထိန်းချုပ်ပြီးတော့သူတို့ကပ္ပစရီလင်းဘုံတွေမထုတ်မထုတ်နိုင်တဲ့အခြေအနေကနေပြန်လဲကူစားဖို့လုပ်တယ်လို့အချမ်းမြင်ကျွန်တော်တို့ယူဆလို့ရတယ်ဒါကလက်ရှိအခြေအနေနောက်တော့ဒီကနေ့ထပ်ပြီးတော့ကောလင်းညောင်ကုန်းကြီးရောဘုံကျဲတိုက်ခိုက်မှုကြောင့်အယသာပြည်သူတွေတိုက်ဆုံးမှုရှိတယ်။အပြည့်ရတယ်လို့ ခွေးပါးစပ်ကနေပြီးတော့ပြောတဲ့စကားတွေကိုလူပြောလူရောခွေးပြောခွေးရောဘူးပဲကျွန်တော်ဒီသတင်းတွေဟာဖက်စစ်တပ်ကိုပြင်းပြင်းထန်ထန်ပြောကြားလိုက်တယ်။ဘယ်တုန်းကမှဂရိမတီတဲ့ဖက်စစ်တပ်ကိုယုံရင်ငါဘာမဟုတ်တန်ငါစင်ပါမောက်လိမ့်မယ်လို့ကျွန်တော်ပြောလိုပါတယ်။တပတ်မှာကြက်ပြေးနေပြီးတော့ကြီးပျောက်ွယ်တော့မလားဆိုတဲ့အခြေအနေကြီးရှိနေပြီးတော့နေပြီးတော့ယုံနေရန်ကုန်ကိုရွှေ့နေပြီးမေအောင်မရဲ့မိသားစုဝင်ရန်ကုန်အင်အားလန်းက ငါကိုအိမ်ဟောင်းမှာနေနေတယ်လို့ကျွန်တော်သိရတယ်။ဘယ်နာလဲဆိုတော့အင်းအကန်ကြီးရဲ့တချို့သိမှာပါသိတယ်လို့မပြောတော့ပါဘူး။ location မပြတော့ရုပ်ရည်ဒရုန်းနဲ့ဘုံမိုးတွေရွာချရင်တော့ကိုကွာကိုတွေးပေါ့။တိုက်ချွေရဲ့ရန်ကုန်အိမ်ကြီးကတော့သိလားဘယ်နေရာလဲရှစ်မိုင်လမ်းစုံရှစ်မိုင်ကနေကျွန်တော်တို့ပါလေမြောက်ကလာအဲမြောက်ကလာနဝရီလား အဘမြောက်မြောက်လာမဟုတ်ဘူးဗျကဘာကြီးစီဒီကဘာကြီးမှတ်တာကဘာကြီးမှတ်တာရနေတဲ့တဲ့ကြီးထွက်လာလို့ရှစ်မိုင်အဲအဲ့ဒီဂျားတွေကတန်းရွှေချံကြီးဒုံးနဲ့ကျဲချရင်တော့အင်မတန်ဝမ်းသာအားရရှိကြရရှိတော့လူမြတ်တော်ကရန်ကုန်တမျိုးလုံးကိုအလို့ရတယ်မယုံမရှိနေဘယ်နေရာမှာဘာကောင်းနေရှိတယ်ဆိုတာကိုလည်းမသိဘူးမထင်နေလူမြတ်တော်က အန်ဒီယာခန့်နဲ့ရန်ကုန်စစ်ရေးချုပ်တော့မဟုတ်ဘူးရန်ကုန်တော့အလွတ်ရတယ်အဲ့လူတွေကလည်းအဲ့ရဲဘော်တွေလည်းတိမယ်လို့တော့ထင်ပါတယ်ပေါ့နော်တိမယ်လို့တော့ယူဆပါတယ်ရန်ကုန်မြို့ကြီးကိုကျွန်တော်တို့နီလန်ပေါင်းစုံနဲ့ထိုးပေါက်ငွေနောက်ကျင်လည်ခဲ့မှုတွေတရားရုံးတွေထွေဥယုံးတွေခရိုင်ထွေဥယုံးတွေတန်ယုံးတွေတိဟုတ်တန်ယုံးဘာမှလည်းတိလားတိပါတယ် ကလေးစိတ်ကိုကျွန်မခန္ဓာနာမှာနော်တယုံအများစုအိုင်နာမှာရှိတယ်နောက်တဲ့ခရိုနီတွေခရိုပြားတွေခရိုဝါတွေဘယ်မှာရှိလဲမသိဘူးမထင်ဘူးအောင်တောင်းသားဘယ်မှာရှိတယ်ခရိုနီမောင်ကြီးရဲ့ခရိုနီဂျီဒီအော်ဖြစ်တဲ့ဝေါ်ဝင်းကုမ္ပဏီရဲ့ဘယ်မှာရှိတယ်မဆော်ဆော်အိမ်ဘယ်မှာရှိတယ်တေသချံဘဏ္ဍချံကဘယ်မှာရှိတယ်ဘယ်ပိုင်ဆိုင်မှုတွေကဘူးရှိတယ်ကျွန်တော်တို့ တည်တင်တော့တည်တယ်လို့ပြောချက်တော့ပါအဲ့တော့လော့အောင်ပြေးတာရအောင်ရှောင်းတာခိုးဝက်လူရက်ကုန်သွေးဆုပ်တာလည်းပတ်စံဒီတိန်တာမပူနဲ့စိတ်မပူနဲ့မစိုးရင်နဲ့ငါတို့နိုင်ရင်ငါတို့နိုင်အောင်တိုက်ပြီးလို့အနိုင်ရပြီးသွားရင်ပြည်သူလူထုထံကကုန်သွေးဆုပ်တဲ့ဟာဒီအကုန်ပြည်သူပိုင်းတိမ်ပြီးပြည်သူတံလေထူတော်ကြီးလုပ်ငန်း နိုင်ငံသိတိဆောင်ရေးလုပ်ငန်းတိုင်းပြည်ရဲ့ပညာရေးလုပ်ငန်းများမှာတိတိကျကျအသုံးပြုကြရတာပါလိမ့်မယ်အဲ့ဒီကာလာမမအသုံးမပြုဘဲအဲ့ကတက်လာတဲ့အစိုးရကအဲ့ဒီကောင်လေးနဲ့ဘလူးဘလဲလို့ကတော့ကျွန်တော်တို့နဲ့ခင်ဗျားတို့နဲ့နောက်ထပ်တစ်ခါထပ်တွေ့ကြတာပေါ့လို့ပြောချင်တာပါအဲ့တော့အချမ်းအချောင်းလေးတုံ့တက်ကြရအောင်တုံ့တက်တယ်ဆိုတာတဲ့မေတ္တာရက်ခံချက်တိုက်တွန်းချက်လို့လည်းဆိုလို့ရပါတယ် လူဆန်သောအသည့်စိတ်ရှိခဲ့ခြင်းဒကြံမှာမဖြစ်မနေမိသားစုတာသမီကလေးတငယ်များကိုတွားရောက်လေပတ်ခွင့်လေပတ်ချင်လို့တွားပို့ပေးခဲ့ရင်တော့ပုံဒီစာရီဗီဒီယိုတွေမတင်ပေးဖို့မတင်ချဖို့တကမာလုံးဟာမြမငလင်ကြီးနဲ့ပတ်သက်ပြီးစာနာကူညီစိတ်နဲ့ဝန်နေပေးနေတဲ့အချိန်မှာခမားတို့ဒကြံကြပြနေရင် မင်းတို့နိုင်ငံကငလင်လုံနေတာဟုတ်ရဲ့လားစစ်ဖြစ်နေတာဟုတ်ရဲ့လားလို့အမေးခံရရင်အင်ပတန်ရှက်ဖို့ကောင်းပါလေအဓိကပြည်ပရောက်မြန်မာများဖို့အဓိကပြောလို့ခြင်းဖြစ်ပါပြည်တွင်းကချုပ်ကလေးငယ်လေးတွေရေပတ်ဆော့ကစားနေတာတွေကတော့နားလေပေးလို့ရပါတယ်အရန်ပူပြင်းတဲ့အပူတန်အောက်မှာရေလေးနည်းနည်းလေးရှိရင်တောင်နေတယောက်ပတ်ပြီးအပူတန်ဖြေလျှော့တာကပျော်ပါတဲ့အဆင့်ကိုမရောက်ပါဘူးစိတ်ရဖက်ပေါက်လေးတစ်ခုလှုပ်ပေးတာမျိုးကတော့ ပြည်တွင်းကလေးတငယ်တွေဆော့ကစားတာတွေပြည်တွင်းကအချို့ပေါ့နော်စိတ်ပြည်လက်ပြောက်တွေလောက်တာတွေကတော့ရက်ွက်တွင်းဒါလေးတွေကတော့နားလေပေးလို့ရပါမယ်တချို့သူတွေကမူမူယူယူနဲ့ရန်ရန်ကကပျော်ပါမှုတွေကိုတော့ပြည်တွင်းကပြည်ပကလက်ခံပေးလို့မရပါဘူးလက်ခံပေးလို့မရရင်မင်းကဘာလုပ်လဲမင်းတို့ဘာမှမလုပ်ဘူးအဲ့လိုကောက်ရိုးတွေကလူအသိစိတ်ဓာတ်မရှိဘူးမြမပြည်သူတယောက်ဖြစ်ဖို့မထက်တန်ဘူးလို့ပဲပြောချင်တာ အဲ့တော့မထိုက်တိုင်ရင်မင်းတို့နိုင်ငံမှာမနေဘူးကွာလို့ထပ်ပြောမယ်မင်းတို့နိုင်ငံတလောက်ဆုတ်ပြတ်နေတာမင်းတို့မြန်မာနိုင်ငံရှားပါတယ်ငါတို့ကမြန်မာဆိုတဲ့ငါတို့ဇာတိပုံညာဂုံမာနာမြန်မာနိုင်ငံသားဆိုတဲ့ဇာတိပုံညာဂုံမာနာကိုတော့ကျွန်တော်တို့အဆုံးလို့မခံနိုင်ပါဘူးအထိပါမခံနိုင်ပါဘူးမင်းမြန်မာမလို့ဘူးဆိုတဝင်တရားဝင်ကြင်ညာပြီးမင်းပျော်လို့ရပါတယ်ဒါမှမဟုတ်ငါတို့ကမြန်မာနိုင်ငံသားတွေဖြစ်တယ်ဆိုတာကိုတော့ ခဏတာပျော်ရွှင်မှုတွေနဲ့ငါတို့မလဲနိုင်ဘူးဆိုတော့ကဘာကိုတက်ပြီးပြရပါလိမ့်ငါတို့နိုင်ငံသူနိုင်ငံသားတွေဝမ်းနေနေကြတယ်ဒုက္ခရောက်နေကြတယ်စစ်ပေးငလင်ပေးကကြီးသုံးပါဂျန်လူမျိုး6ပါဟာဒီမဲ့တော့ဂျန်လူမျိုး5ပါလိစစ်တပ်တပါထက်ထက်နဲ့ဂျန်လူမျိုး6ပါဂျန်ကနေကြရောက်နေတဲ့နိုင်ငံမှာဟုတ်ရဲ့လားလို့အမေးမခံရပါသေးဘူးတချို့တွေကြေကွဲဝမ်းနေခြင်းအထိမ့်မှတ် ဆိုပြီးယတနာပတ်နှစ်ပတ်ခြေညာရီနဲ့ပုပ်ကူများပလင်းထောင်ပြီးတောက်စားနေတာကိုမမြင်ဘူးလို့တော့မထင်ပါနဲ့မတွေ့ဘူးမသိဘူးအချက်လည်းမရဘူးလို့တော့မထင်နဲ့တော့ကျွန်တော်ဒီလောက်ပဲပြောမယ်လူအသိစိတ်သက်ရှိပြီးကြပါအဓိကပြပရောက်မြန်မာများခင်ဗျာထိုင်းနိုင်ငံဂျပန်ကိုရီးယားစင်ကူအစရှိတဲ့နိုင်ငံတွေမှာ အလုတ်လာရောက်လုတ်ကင်နေကြတဲ့နိုင်ငံကြီးကြောင့်ထွက်ပြေးခုန်နေကြတဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားများခင်ဗျာဒိဋ္ဌိသာမေတ္တာရက်ခံလိုတာကကျွန်တော်နိုင်ငံကြီးအင်မတန်ကိုတတိုင်းပြည်လုံးပြုတ်ချပျက်စီးနေပါလေလူငယ်တော်ရက်တရပကမှာငလင်ကြောင့်လူပေါင်းတောင်းချီတည်ဆုံးနေပါလေအခုအချိန်ဒီအလောင်းတွေကိုထုတ်ယူလို့မရသေးပဲပုံနှံ့နေထွက်နေပါ ဒီနေ့ထိငလီနေထလုပ်ပြီးနိုင်ငံသူနိုင်ငံသားအများစုရဲ့အိုးအိမ်တိုက်တာတွေပျက်စီးပြိုကျတိတ်ဆုံးမှုတွေရှိနေလို့ပါ။ဒါကြောင့်မို့နိုင်ငံကောင်ရောက်ရှိနေတဲ့ညီမတွေကမိမိဘေးလူရာမှာရောက်နေတယ်ဆိုပြီးပါတိပါတာမနေပဲကိုချင်းစာအတိတ်တရားလေးထည့်ပြီးကျွန်တော်တို့အတူတကွ ျွန်တော်တို့နိုင်ငံသားများရဲ့ဒုက္ခကိုရင်ဆိုင်ကြရအောင်လို့ပြောရင်ဒီညံပြလာပါမယ်အားလုံးကိုချီးကျူးတယ်